တို့ညာရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ဆိုင်းအချံမှာစပယ်ဖြူနှူးရဲ့မြောက်ဖြားကအလွမ်းရသည်ဆိုတဲ့ဝတ္ထုလေးကိုအပိုင်းဆက်အနေနဲ့ဖတ်ပြပေးနေကြတာပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်း6ပါရှင်။မိုင်ပေါင်းရွာချီဝေးကွာသောအရက်ကပြန့်လွင့်သည့်ကျမစကားသံသည် အဖေကိုဒီများစိတ်လှုပ်ရှားစေလိမ့်မည်ဟု တခါမှမတွေ့သဘူးပါဖုန်းထဲကကြားရသောအဖေအတန်မှာဝမ်းနဲ့ဝမ်းသာခံစားမှုနဲ့တုံရင်လိုက်လဲ၍နေပါသည်တသက်နှစ်တကူသားဖနှစ်ဦးကြည်ကြည်သာသာဖုန်းပြောဘူးတာပထမဆုံးပေပဲအေးကိုသမီးကိုကျေးဇူးတင်စကားပြောရမလို့ပါဝမ်းသာလိုက်တာလည်းပြောမနေပါနဲ့တော့ဟိုတနေ့ကဖုန်းပြောပြီးကလေးကအဖေစိတ်လျှော်ထားလိုက်တာခေါင်းကြောမာတဲ့ငါသမီးဒီလိုစိတ်ပြောင်းမယ်လဲဘယ်ထင်မလဲနော် အဖေသည် အတန်ခက်ချက်ချက်နဲ့မင်းရီမောလိုက်ပါသည်အဲ့ဒီတော့ကသူ့အနှူးကိုပြောရတယ်အေးနင်းလဲသမီးကိုနေကောင်းတမ်းမှာသွားပြန်တွေ့ဖို့သာဆူတောင်းတော့ငါတို့ဘာမှမတတ်နိုင်တော့ဘူးထင်တယ်လို့ပြောရတယ်အခုတော့လဲစိတ်ချမ်းသာရတာပါအဖေကလည်းသမီးလဲသူ့ကိုရှာဖို့တောင်းဝင်ရှိတာပဲဟာသမီးကသူ့အမှပဲလေဒီစကားကိုပြောမထွက်ပြန်တသက်လုံးမပြောခဲ့ဘူးသောစကားမို့နှောက်ကထွက်ရမည်ကိုပင်ရှက်စရာလို့ထင်နေပြန်သည်သို့တော်လည်း ကျမဘက်ကဒီမြပြောင်းလဲလာခြင်းကိုပင်အဖေနားလည်သိမြင်လောက်ပါပြီ။အိမ်နှင့်ဝေးကွာခဲ့သောတစ်ချိန်ကတော့ကျမဘက်ကမာနတလူလူနှင့်တွေ့သည်မှာကို့ဘာသာရက်တည်နိုင်သားပဲဟုပင်။ကျမပြီးခင်လောက်ပဲ။ချောင်းစီကိုကြည့်ကြည့်စီကချေးမှာပေါ့။မမလည်းရှိသားပဲ။အလွန်လွန်ရင်ပြန်ဆက်လို့ရတာပဲ။စသဖြင့်တွေးလိုက်ပါသေးသည်။ကျောင်းတို့မပြန်ပြီးကြည့်ကြည့်အိမ်တွင်နေစဉ်ကကြည့်ကြည့်ကတွေးမှုခဲ့သည်ဟုထင်၏။အကျွေးပြန်ဆက်မယ်နော်ဆိုတော့ကြည့်ကြည့်ကရင်မောနေခဲ့တာ။ န္တလေးပြန်ရောက်တော့လဲမမကတလာချင်းအသုံးစိတ်ចောင်းစိတ်ထုတ်ပေးနေခဲ့ပြန်သည်ဒါလဲအကျွေးဆက်ရမည်ဟုဆိုရသည်မမကတော့နေစမ်းပါဟဲဆိုလာပါပဲဖြစ်ဖြစ်ဆွေမျိုးသားချင်းတို့ကျေးဇူးနဲ့ចောင်းပေးခဲ့သည်ဒီလိုပဲထင်ခဲ့ဤဒီတော့တွင် အဖေနဲ့လုံးဝအဆက်ဆွေမလို့အဖွားဆုံးစဉ်ကတော့ဆာမေးဝဲချိန်နဲ့တိုက်နေသည်မို့ဆာမေးဝဲပြီးမှအသိပေးကြလေရာအလောင်းလဲမြေပေါ်ကြပြီမို့မပြန်ပြစ်တော့ပါပဲကျမအပေါ်တန်းစင်ကြည့်တော့ အဖာနီးတွင် အလုတ်ကျွေးမပြုတ်စုရသေးခင်လက်လွတ်ရ၍ဝမ်းနဲ့မဆုံးနောက်နောက်ဒီထက်ဆုံးရှုံးစရာတွေလိုင်းလာအောင်မှာပဲဟုမတက်တာသည့်အဆုံးဖြေတွေ့ရသည်ရွာကအကြီးလေးတို့ဒေါ်ရင်တို့အပါဝင်အဆွေအမျိုးများကိုသတိရပြန်တော့လေတိတ်မိတ်ဖြေရသည်အဖေကတော့မလွမ်းမှုမဟုတ်ငယ်စိတ်နှင့်မင်းမှုအလွမ်းထက်အနာကပိုနေသလိုချိန်ခဲ့သည်အဖေရောနေနိုင်သေးရပဲဟုလဲတင်မဲ့ယုံကြည်ခဲ့ဘူးသည်ဒီလိုနှင့်မဲ့ ဖွဲ့ရပြီးမန္တလေးတွင်နှစ်နှစ်မြာနေလိုက်သေးသည်အကြီးလင်းဆုံးမချိန်မှာတစ်ခေါက်ပြန်ရောက်ပါသည်နောက်တော့ရန်ကုန်ရောက်လာသည်ဂျပန်စာသင်တန်းကျောင်းတွင်အလုပ်ဝင်သည်တစ်နှစ်ကြာလဲနေမပြန်တစ်နှစ်ကြာလဲနေမပြန်အဖေစီတော့ရန်ကုန်ရောက်ရင်ပထမဆုံးဖုန်းဆက်မိသည်ဒီတုန်းကလည်းအဖေအတန်းကဝမ်းသာလိုက်လဲပုံကို ကျမခံစားသိရသည်အဖေကတော့တတိယသားပဲဟုတွေးမိတော့လဲစိတ်ချမ်းသာခဲ့ရပြန်တာပဲ။ ခုကြားရတဲ့အဖေအတန်ကလည်းကျမရန်ကုန်ရောက်စားပထမဆုံးဖုန်းဆက်တော့ရလို့ပါ။တမီးလလောဆယ်တော့မြကြီးနားအရင်လိုက်သွားမှာရွှေစင်းအကူညီမယ်ပြောတယ်အဖေ။ဟိုရရင်တော့ဘလို့ဆက်လို့ရမယ်ဆိုတာအဆက်အသွယ်ရလာမှာပဲ။အဖေစိတ်သိမ့်မဘူးနဲ့တော့။อืมအရင်ကတော့တမီးငယ်အတွက်ပဲစိတ်ပူတာပါ။အခုတော့တမီးကြီးအတွက်လည်းပူရတာပဲ။တမီးလည်းကိုကူကိုဂရုစိုက်သွားဖခင်တရားမမေ့နဲ့။အဖေလည်းကျမကြီးဂရုစိုက်အောင်နော်။ အဖေကတိုး၍ရီမောလိုက်ပါသည်။ကျမတသက်ဒီလိုစကားမျိုးပြောခဲ့လာသည်ကိုအဖေရည်တန်ကြတော့လေခုပင်ပြေးတွေးလိုက်ခြင်းသလိုကျမတို့ဘလောက်တောင်ပင်မရှာလိုက်မလဲ။စိတ်ပင်မလူပင်မမာနကြီးသောသမီးကို အဝေးမှစိတ်ချမ်းသာအောင်ထားရ၏။လူသမားကိုတစ်ဖက်လက်နှင့်ထောက်ပံ့ရ၏။ကျမကတော့မသိဘာမှမသိအမျိုးအစွေတို့ကကျမအပေါ်ကြည့်ရှုခဲ့သည်ဟုသာယုံကြည်ခဲ့သူပင် အမှန်ကတော့ရန်ကုန်သို့မထွက်ခါမိလေးကမှမမချမသိခွင့်ရခဲ့သည်ထိုနေ့ကကျမကျိတ်၍ငိုရှိုက်ခဲ့ရသည်တသက်တာလုံးလွဲမှားသောအမြင်ကိုစုပ်ကင်သွားဖို့အားယူစဉ်အဖေကျမကိုပြစ်ထားသည်ဟုယုံကြည်ဆွေးမြန်းစိတ်ကအခြေချစဉ်ဒီမှာပင် မမထံမှအံ့ဩဝင်စကားများကြားနိုင်ရသည်ပထမအံ့ဩသည်နောက်တော့ဝမ်းနည်းလာသည်မမကလည်းဒီအကြောင်းဘရောမှမပြောပါဟု အဖေထံဂတိခံထားရသည်ဆိုလား သူ့မှာမတတ်တာတော့မှ ဖွင့်ပြောရပုံအမှန်ကိုသိရတော့လေထိုစဉ်ကအဖန်ဖန်နာကျင်ရသည်ကိုကိုကိုပင် ခွင့်မလွန်နိုင်သလိုဒီနောက်တော့အဖေနှစ်အဆက်အသွယ်ပြန်လို့ဖြစ်သည်သို့တော့အပြောကတော့မလျှော်သေးစိတ်ထဲရှိသလိုပြောတတ်စေခုလုံးကျမထံကမကြားစဘူးစကလုံးများကြားရလိမ့်မည်ဟုအဖေကမျှော်လင့်ခဲ့ပုံမပေါ်ပါရည်တန်သည်နစီမတဆင်နှလုံးအိမ်အတွင်းသို့ပြိုကြ၏ကြည်နူးရပါသည် ဖုန်းချရမလားသမီးကျမပင့်သက်ဆိုင်လဲအာယူလိုက်ရပါသည်ဒေါ်နူးနဲ့ပြောချင်တယ်အဖေဟေးအဖေဤတအံတော်အတန်မယုံနိုင်ဟန်ခွန်းနူလာလာဒီမှာသမီးကဖုန်းပြောချင်လို့တဲ့အဖေလမ်းခေါ်သေးကိုကြားရရင်ကျမအသက်အောင်ငါစောင့်စားနေမိပါသည်ဒီလိုပြောမိလိမ့်မည်ဟုကိုကိုကိုပဲမတင်အမတ်မတင်ပြောထွက်သည် စိတ်ပူပန်နေမည်ဖြစ်သောမိခင်တယောက်ပေါ်စာနာစိတ်ကရှေ့ဆောင်ခဲ့တာဖြစ်ပါလိမ့်မည်။သမီးနွန်းနွန်းနေကောင်းနေနော်။ဘလောင်များစိတ်လှုပ်ရှားနေရှာပါလဲ။အတန်ပင်တုံရင်ဟန်ကိုခန်းစားမိသည်။မျက်ရည်လဲဝဲကောင်းဝဲနေလိမ့်မည်ပင်။ဟုတ်နေကောင်းပါတယ်ဒွန်းနူ။စိတ်ပူနေမှာဆိုလို့စိတ်မပူနဲ့ပြောမလို့။တပတ်ခါဆိုမြကြီးနားကိုလိုက်သွားမယ်။ဟိုကနေတစင်ထက်ရှာပေးမယ်လို့စီစဉ်ထားရလေ။တမီးလမ်းမှာအဆအဆရရခရုစိုက်ပါနော်။ ဒွန်နူးဆူတောင်းပေးနေမယ်။ဟုတ်ကဲ့ဖုန်းချလိုက်တော့မယ်။နန်စားထဲမပြောမိသည်ကိုပင်ဖုန်းချမိပြင်မိမှတတိယသည်။တမီးဟုပြောဖို့ရာ ရှက်စရာထင်လေသည်။တမီးပြောစရာကြံသေးတယ်။အနူးကိုရှာရင်မျိုးရိုးနာမည်သိမရမှာနော်။မျိုးရိုးနာမည်ကျမတခါမှ မတွေးမိ၍တွေးကနေဖြစ်သွားသည်။အော်အဲ့ဒါမစဉ်းစားမိဘူးပဲ။ဒွန်နူးပြောလို့တော်သေးတယ်။ ေးကချင်လူမျိုးတဲမှာဆိုင်းမိုင်ဆိုအများကြီးပဲနော်မျိုးရိုးနဲ့မေးပြီးရှာရမှာမျိုးရိုးတူနာမည်တွေလဲသမီးတွေ့နေမယ်အဆိုင်မျိုးရိုးနာမည်ကမရန်မရန်ဆိုင်းမိုင်အဲ့လိုမေးပြီးတော့ရှာမရန်ဆိုင်းမိုင်ဒီနာမည်အပြည့်အစုံကိုဖုန်းချပြီးမှ တီတိုးရေရွတ်ကြည့်သည်နှုတ်ထဲဆွဲနေတာကတော့အဆိုင်ဆိုတာပါပဲအဆိုင်ဆိုတော့အမျိုးကိုပဲတခါမှနှုတ်ကချွတ်ချွတ်သာသာမခေါ်ဘူးဒီကိုတတိယလာသည် အဆိုင်အမိန်သံဆွတ်တော်ခေါ်ပုံချစ်ချင်းမြတ်တာသည်ရံဖန်ရံခါမမြင်သာအောင်ပုံမှန်နေတဲ့သောအရာပဲလားအနည်း20ကျော်လုံးလုံးတန်ရုံးစဉ်ကိုကျမကပုံရှောင်နေခဲ့သည်ရှင်내ကအမှန်တရားကိုပင်ကိုယ့်ဘာသာမမြင်အမှန်တော့ပုံမှတ်သောတန်ရုံးစဉ်ဆိုရသည်တစုံတစ်ခုသောအကြောင်းကြောင့်မဖြစ်မနေကိုထင်ပြလာသည်ထင်အထူးသဖြင့်နာကျင်မွေးစကြောင်းပါလာရင်ပေါ့ခုတော့တန်ရုံးစင်ဒီကျမကိုကိုထင်ပြပြီ တန်ရုံးစင်ကဥဆောင်မီဖြစ်၍အလုတ်ကိုခိတများဆွံ့ရသည်မိတ်ဆွေတို့ကိုနှုတ်ဆက်ရသည် မရေရသော ရှေ့ခေနံတစ်ခုကိုလည်းမကြမီအစာပြူရပါတော့မည်စက်တမ်ဘာလ29ရက်2013ခုနှစ်မြင်းကြီးနားမရောက်တာ နှစ်နှစ်ကျော်ပြီလေ 2017ဧပြီလကနောက်ဆုံးရောက်တာပဲမြေဆုံကိုအလဲသွားရအောင်ရောက်လာတာအဲ့ဒီတော့ကမြေဆုံစီမံကိန်းနာမရသေးဘူးလေစီမံကိန်းလုပ်ငန်းခွင်ရဲ့လို့မြေကမ်းတစ်ဖက်မှာကဘာတွေတောတောင်တွေကို အနီရောင်မြေသားလို့အသွင်ပြောင်းထားတာတွေ့ရတော့ကကို့အသားကိုခွာချခံရတယ်လို့ဝမ်းနဲ့နာကျင်ရဘူးတယ်မြေဆုံကမြေရရနောက်ကြည့်နေတော့တောတွေပြုံးလို့မြေစည်းလွှာတွေကငိုရင်းမြစ်ထဲခုန်ချလာရဲ့လို့တွေးဘူးတယ် အဲ့ဒီခရီးရန်တကယ်ကိုအမှတ်တရပဲ။နှွေခေါင်ကောင်းကြီးမိုးကရွာရသေးတယ်။ရွာရာမှဝုံဝုံတိုင်တိုင်နဲ့မိုးဆက်တွေကမြေပြင်ပေါ်ကိုတပားပေါက်ပြူကြတော့ကိုမြည်ရည်စီကိုငေးနေခဲ။မြည်ရည်ဝါချင်းချင်းအနီရောင်ရောဆက်လို့ဟိုးအဝေးမှာတော့မြည်သားနီနီအေယာဝရီကကိုကိုစကားလမ်းပြောသလိုတောင်ထင်မှုတာဒီဒီချိန်မြင့်ကြီးနားရောက်တော့မမေရရတွေးမိပြန်နေအေယာဝရီမြေကန်းနှပေးရ နန်းတည်တာမှာပဲကိုတဲပြစ်တယ်။ရွှေစင်ကတော့အိမ်လိုက်နေစေချင်တဲ့သူဒါပေမဲ့သူ့အိမ်မှာသူ့ရဲ့သူ့သားလေးရဲ့သူ့အမမိသားစုရဲ့နဲ့ဆိုတော့လေဝင်းမပူစေချင်တဲ့ကိုကဟိုတယ်မှာပဲတဲမယ်ဆိုတာကိုမငင်းနိုင်ခဲ့သူ။နောက်ဆုံးတော့လေကိုဒီယိုအလဲလာတဲ့အခါတိုင်းသူ့အိမ်နဲ့တိတ်မွေးတဲ့နန်းတည်တာမှာပဲထားတော့တယ်။ကိုကဟိုတယ်မှာညအိမ်ုံနားယုံတသက်ပဲမနက်ခင်းဆိုသူကဆိုင်ကနေလာခေါ်တတ်တယ်။ သူယုံသွားချိန်ဆိုအိမ်မှာထားခဲ့တဲ့တဲ့။ယုံချိန်ကြောင်းချိန်ဆိုသူ့အိမ်လေးကတိတ်ဆိတ်လို့သူတို့မိသားစုယုံသွားတဲ့သူကြောင်းသွားတဲ့သူနဲ့သူယုံစင်လို့ညနေစာအတူစားပြီးတော့မှ သူကကိုယ့်ကိုဟိုတယ်ပြန်လိုက်ပို့တဲ့တဲ့။ယုံပရက်ကိုချိန်ပြီးလာတယ်လို့ဒီလိုနေရတာလဲတောက်ကြတရလောက်ပဲ။နောက်ရက်တွေဆိုအတူလျှောက်နေနေကြပြန်ရော။ဒီတခါလဲဒီလိုပဲကိုယ်ကိုနန်းတီရာမှာထားပြီးနားစီတယ်။ပြီးတော့မှသူလာခေါ်တော့မယ်။ မနေ့ညနေကဟိုတယ်မှာတန်ခဲ့တော့ကိုအထောက်တွေပါရနေရမချနိုင်ဘူးမြစ်ကိုမြင်ရတဲ့ကန်းနာဘက်စီ အရင်လာခဲ့တယ်မြစ်ကတတွင်တွင်စီးလို့ခီးစင်ကိုကိုနှုတ်ဆက်နေသလိုပဲကိုကတော့စိတ်ထဲကနေဟစ်အော်နေမိတယ်ရောက်ရပြန်ပြီအေယာဝရီရေလို့ဟုတ်တယ်ကိုရောက်လာရပြန်ပြီလေအချိန်ချင်းလာမှုတဲ့ခီးနဲ့တော့ကွာတာပေါ့ဒီခီးဟာအရင်ကလိုအလဲပတ်မဟုတ်ပဲ တန်ရုံးစဉ်အရာအဝေးကြီးတစ်ခုဖြစ်နေတာပါပဲ။မြည်ရင်ပင်ကိုကျမငင်းနေမိသည်။မြစ်သည်တက်သွင်းသွင်းကြည့်လျက်စောင်းနှနှက်ခင်းမှုနေရောင်ကမြေကဘာတစ်လျှောက်ကောင်းစွာမင်းမှုခြင်းမရှိနိုင်သည်။မြည်ရင်ပင်မောသာ မဆုံမဖို့တူတည်လျက်နနှက်ခင်းဆော့ဆော့ရုံးကလည်းတော့မြည်ရည်သည်နှင်းမြူဘဝတိုင်းချုံထားခြင်းမရှိတော့ပေ။မနေ့ကမြင့်ကြီးနိုင်ရောက်ခြင်းကျမစိတ်ပြေလက်ပြောင်လုံးမိသောအလုံးမှာမြစ်သို့ငင်းချခြင်းသာဖြစ်သည်။ မြစ်သည်အများသူကနားလည်အောင်ပြောပြရမည့်အတတ်ပညာ၌အားနည်းသောဂျမဤရွှင်နှင်းဘာသာစကားကို နားလည်သည်ဟုထင်၏မြည်အနီသို့ရောက်လာရခြင်းကစိတ်ဖိအားတစ်ခုများပဲမြည်ရည်စည်းကိုငေးရသည်နှင့်မိစိတ်ကလုံခြုံမှုတစ်ခုခုကိုတွေ့ရသလိုရည်စည်းတန်ကလည်းသူ့ဘာသာစကားဖြင့်ဂျမအားစာနာနှင့်သိမ့်နေသလိုပဲမနေ့တုန်းကတော့ရှင်နှဲနိုင်စကားလုံးမောင်းမြောက်များစွာယုံထားလျင်မြစ်ကိုဂျမငေးနေခဲ့သည် ခုတော့မျောလင်းချိန်ဆမှုဖြင့်ကျမငေးနေသည်မျောလင်းချက်သည်အလင်းတစသပွဲမင်းညာကပွင့်ချလာခဲ့၏မင်းညာကညစာစားပြီးတော့ရွှေစင်နှင့်ခွဲခွာရသည်သူလိုက်ပွေဟိုတယ်သို့ပြန်ရောက်လာသည်ဒီအထိမျောလင်းချက်ကရေးရင်မတင်သည်ဘဲကားစားလို့အဖြစ်ရှာမိကိုမသိကြသည်စခန်းများသည်ပြည်내အတွင်း၌အလင်းသိသည်လို့ရှိနေကြသည်မဟုတ်လား ။မြင်းကြီးနားနှင့်ဗမော်ခရိုင်အတွင်းမှာအများစုရှိနေသည်ဟုကျွန်မသိထားရသည်။ထို့သောစကမ်းတစ်ခုချင်းရှာမည်ဆိုရင်တော့ခရီးလမ်းပန်းနှင့်တွက်ကြည့်ရင်းမလွယ်လာသည်မဟုတ်။တနေရာကတနေရာကို သွားဖို့ရာအချိန်ပေးရအောင်မည်။လူကလည်းပင်မအောင်မည်။ဖြစ်နိုင်ကြီးအရှိဆုံးနေရာများကိုသာအရင် တွက်ချက်စဉ်းစားရမည်ဟုကျမတို့အကြံပြန်တွေးထားခဲ့ကြသည်။ရွှေစင်ကတော့စေရနာဝန်ထမ်းအလုပ်သားတနိုင်လုပ်သူမို့ တပီနယ်လုံးကစခန်းများ၏တည်ပုံနှင့်သဘောတဘာဝကိုအသေးချာမသိသို့သောစုံစမ်းရန်ကတော့သူတွင်အကြံစီများအသင့်ရှိသည်ဒီလိုစခန်းများတွင်လောက်ကိုင်းနေသည့်မိษွေနှင့်ပတ်ဝန်းကျင်ကအသင့်ရှိလေသည်မြင်ကြီးနားရောက်ပြီးနောက်တရက်တွင်ပင်ရွှေစင်သည့်ဖုန်းတစ်လုံးနှင့်အလုပ်များတော်သည်ရုံးပရဲ့သူ့အချိန်များကိုကျမအတွက်သုံးနေရသည်အဆက်အဆက်ရှိနိုင်သောမိษွေတို့ထံဆက်သွယ်သည်တရင်စကားများကြားနာသည်တရင်အစာနာသို့မဟုတ် အကြံဉာဏ်များရပါကလက်ဆင့်ကမ်းရန်မိษွေတို့ကိုပန်ကြားရ၏တနေ့တာသည်ခက်မြမြန်မင်းကုံလွန်ခဲ့သည်မိမြန်းစုံစမ်းနေသောရွှေစင်ကိုစားတမပင်စကားမစုံနိုင်လောက်အောင်မောပန်းလာရပါသည်သူကမူမောပန်းဟန်မပြနောက်နေ့အပြေဆက်ရှာကြတာပေါ့တဲ့အေးလေဒီအထီအောင်ရောက်လာရဲ့မှာပဲစိတ်ရှိရှိထားရတော့မှာပေါ့တမကိုစိတ်ကိုအတင်းထူမရပြန်ပါသည်ညအမောင်၌ ဟိုတယ်သို့ပြန်ရောက်လာသည်အခန်းထဲတယောက်တည်းရှိနေ gain ဘာလို့ရမည်မသိရောင်းချာချာရှိနေစင်မှာပင်အိမ်သို့ဖုန်းဆက်မိတွေ့ကနန်းလေးငါလုံးအထိနေမိသည် နောက်တော့စိတ်ပြောင်းလာရလိုက်ပြန်သည် အကယ်၍များ အဖေမေးခွန်းတစ်ခုခုမေးလာရင်ဘလို့ဖြေရပါမြကြီးနားအထိတောင်ရောက်လာပြီကမှဘာလို့ရမှမသိဘူးစုံစမ်းလို့မရသေးဘူးစသဖြင့်ပြောလို့တာနှစ်မင်းသချင်းဖွင့်ရသည် အရင်းစမိုင်းမြင့်ဤအတန်တသားကအခန်းကိုလွှမ်းခြုံလိုက်။အဲ့ရပေါ်လဲချကစိတ်ကိုလျှော့ရလဲလူကပြိုလဲခြင်းဒီကိုသတိပြုမိလာသည်။စိတ်ပြန်အားငယ်သည်လား၊စိတ်ရှုပ်ထွေးမွန်းတက်သည်လားပင်မသိတော့ပြီ။စိတ်ကိုညင်ငိမ်ထားပါမိသည်နွယ်။အတန်တွေကိုတွေးကြည့်ပါဦး။အဲကုန်တဲ့တဲ့ရေစက်ကြတဲ့တချင်းတဲ့ဖုန်းတဲ့ဖုန်းကိုကောက်ကိုင်းတော့ရွှေစင်ဖြစ်နေပါသည်။သူရင်ကျမအထွေပြောစရာသတင်းစကားတခုရှိလိမ့်ပြီ။ ငါတငယ်ချင်းရဲ့ညီမလေးတယောက်မြေကြီးနားကိုပြန်ရောက်နေရခုနကမှသိရလို့နေ။ "तू आ မိုင်းချိုင်ရဲ့ဘက်မှာ NGO လေးတခုဖွဲ့ပြီးဒုက္ခသည်စခန်းမှာကူညီနေရတဲ့။အခုမြေကြီးနားကိုခဏပြန်ရောက်နေရ။ तू ဆိုရင်တော့ပိုပြီးများနားလေပြီးအကြံဉာဏ်ပေးနိုင်မလားလို့တဲ့။ငါတငယ်ချင်းတယောက်ကဖုန်းဆက်လာလို့လေ။ तू နဲ့နေစကားပြောကြည့်ချင်လား။ငါသူ့ကိုမချင်းရသေးဘူး။မိုင်းချိုင်ရဲ့ဒီနာမည်ကိုကျွန်မမသိပါ။ကို့ရည်မြင်ပါဘင်း။ ကိုယ်တိုင်မသိသောနေရာဒေသများစွာရန်နှင့်ဆုံးသောနာမည်ဆိုလိုနမ်ဆန်ရန်တော်ဖုံးရန်စသည်တို့လောက်သာရင်းရင်းနှီးနှီးသိပါသည် မိုင်းချရန်ဆိုတာဘယ်ဘက်ကလဲလွဲကျဲမြောက်ဘက်ဟဲ့လွဲကျဲဆိုရင်တော့နင်သိပါလေဒါဖြင့်ငါတို့ဗမော်ခရိုင်နဲ့ရပဲပေါ့ဟုတ်ပါအဲ့ဒါကြောင့်နင့်ကိုတွေ့ပေးချင်နေတာပေါ့အေးဟဲ့အဲ့ဒါဆိုပြောကြည့်တာပေါ့အေရီယာချင်းနှီးစပ်နေရပဲဟာ ။ဘာဖြစ်ဖြစ်တခုခုတော့သိရမှာပါ။ဒါဖြင့်ငါသူ့ကိုချိန်လိုက်တော့မင်းတို့။သူ့အသက်ကတော့ငါတို့ထက်ငယ်ပါသေးတယ်။29လောက်ပဲရှိအောင်မှာ။နန်တွဲကြတဲ့။သဘောကောင်းနေကူညီတတ်တယ်။နင်လိုအပ်ရင်အခုညီရမယ့်သူမျိုးဆိုပါတော့။ဒီလိုနဲ့မင်းမျောလင်းချက်ကဖြစ်တည်လာရပြန်သည်။ညာကစိတ်ပင်ပန်းလူပင်ပန်းသမျှအနာရပြီလို့လို့စိတ်ချလက်ချအိပ်ပျော်သွားခဲ့သည်။နန္ဒခင်းတွင်လည်းအေးရွာလျက်ပင်စောစီးစွာနှုတ်ထလာခဲ့သည် ထိန်းထားသောအချိန်ရောက်ရင်တနာ yı ခွဲမြအလုံးညကမမေရွနှင့်နှိုးဆက်ပြီးမထားမီအလိုလိုနိုးလာသည်ကိုပင်ကျေးဇူးတင်ရပါသည်မနက်စာစားရင် စကားပြောဆိုရင်ချင်းဆိုထားသည်ကင်မီသည်ဟုတ်တဲ့အနည်းတွင်ရှိသောဆိုင်မှုလမ်းလျှောက်၍သာလာခဲ့ရသည် ရွှေစင်ရောက်လာရင်ဆိုင်ကိုလိုက်ခဲ့ရင်အဲ့ဂျိုကိုမှာခဲ့ရသည်သူတို့တည်းရောက်မလာမီကျမကမြစ်ကိုတိတ်တဆိတ်ငေးချင်သူလေဆိုင်နောင်ကစပွဲဖူလေးတွေပင် နေရယူမိသည် ကော်ဖီတစ်ခွက်သာမှလျက်ငေးမိသည်ဒီနေရာကနေမြစ်ကိုစောင်းနက်ခင်းနိုင်မြင်တွေ့ရသောအလားကနှစ်သက်စပွဲမြစ်သည်နနက်ခင်းဤနေရောင်ထွက်ပြူစအစအဦးအချိန်တွင်အလားတရားကိုနှစ်လူစရာဖွင့်ချတတ်သည်မဟုတ်လားဒီအလားကအပူများလာသောကျွန်မကိုပင်လောကအားတက္ကနာတော့မီယောစေသည် နေငင်းနေခဲ့ဒီမှာဘလောက်ပင်ကြာသွားပါနဲ့ရွှေစင်းတို့ရောက်လာတော့ကျမကငေးလက်စားရေတန်နဲ့အတူသူတို့နှုတ်ဆက်တော့မှပင်အသိဝင်သည်ဒါနဲ့မင်းနေရာပင်းအပြန်အလှန်မိတ်ဆက်ကြရသည်ငင်းချမ်းဒေသကနန်တွဲကြပါဟုတ်သူကသူမိတ်ဆက်သူဖြူဖြူသွဲသွဲမင်းကလေးမှညွှန်းဆိုခဲ့သလိုပင်စိတ်သဘောကောင်းမွန်ဟန်မျက်နှာပေးနေရိုးစင်းအေးချမ်းကဖော်ရွေသောတွင်ပြင်းမှုအခုညီတောင်းရမည်ကျမအတွက်တနည်းအားဖြင့်တော့ စိတ်လက်ပေါ်ပါစပွဲပါသူကကျမပြောသမျှစကြောင်းကိုနားဆိုင်ထောင်လျက်မျက်နှာရိပ်ကလည်းစိတ်ဝင်တစားရှိပုံအဲ့ဒါဆိုရင်တော့အမကြီးဖြစ်နိုင်မိုင်းကြဲရဲ့မမအရင်ရှာကြည့်ရဖို့အဆင်ပြေမလားလို့မန်စီမိုးမလွယ်ကျဲတဝိုက်ကဆိုရင်မန်ကြဲရဲ့ကစကန်းတွေမှာရှိနိုင်ပါလေမြေကြီးနာဘက်တော့အဲ့ဒီဘက်ကလူတွေမရောက်လာတတ်ဘူးလေကျမမျက်လုံးများအယောင်ဖြက်ခနဲတောက်ပါသွားသေးလားမသိရွှေစင်ကကျမလက်များကို စုပ်ကိုင်းလိုက်ပါသည်ဒါကတော့အားပေးလူတိုင်းသူလုံးနေကြအမှုချင်းကျမစိတ်လှုပ်ရှားလမ်းမြေကိုပူပန်ကျမအသာပြုံးပြလိုက်ရသည်စိတ်မထိန်နိုင်ဘူးရဲ့မဟုတ်သို့တော့ရှိနိုင်သည်ဆိုသောစကားလုံးကပင်ကျမစိတ်ကိုလှုပ်ခတ်စေပါသည်လူကိုအိမ်မက်မှဖြတ်ကနေနိုးထစေသည်မိုင်းကြဲတော့အိမ်မှာစကန်းတွေကဘလောက်လောက်ရှိနေတာလဲကျမနှုတ်ဆွနေခိုင်ရွှေစင်ကဝင်မေးလိုက်သည်နန်းတွဲကြကစအုပ်တအုပ်ကို လက်ကင်အိတ်ထဲမှဆွဲထုတ်လိုက်ပါသည်ပေါ်ပန်တချောင်းကိုယူလိုက်ကစာအုပ်ကိုလှမ်းသည်စာမျက်နှာအလွတ်ပေါ်တွင်ညင်းချောင်းမြင်းကွေးလေးတွေဆွဲချလိုက်သည်ကချင်ပြည်နယ်မြေပုံကမြန်မာတရုတ်နယ်စပ်အနားသက်မြင်းဤပုံစံပေါ်လာသည်မြင်းတွန်လေးဤမြန်မာဘက်ခြမ်းတွင်၄တောင်တန်းအမှတ်အသားလေးများတစ်ခုပြီးတစ်ခုရေးချဲသွားသည်မြို့အမီသုံးလေးခုခြာရည်သည်လမ်းချောင်းလေးတွေကိုပါဆွဲချလိုက်ပြန်သည်မြေပုံဆွဲပြတာ ကျွမ်းကျင်သက်လက်တီကိုကျမငေးနေမိပါသည်ရုပ်လုံးပေါ်တော့သူက၄တောင်တရံတို့ဤပေးနိုင် အမိများချရေးလိုက်သည်စုစုပေါင်းခုနှစ်ခုတည်တည်စကန်းတို့ကိုရည်ညွှန်းသည်ဟုကျမထင်သည်အင်္ဂလိပ်စကားဖြင့်ရေးသားသောကချင်နာမည်များဒီလန်းကဗမော်လွယ်ကျန်လန်းလေးအမသိမှာပါဒါကလွယ်ကျန်မျိုးဟောတာတော့မိုင်းချရမျိုးပေါ့စကန်းတွေကတော့အမတွေ့တဲ့အတိုင်းမိုင်းချရမြောက်ပိုင်းမှာတောင်ပိုင်းမှာရှိနေတယ် စုစုပေါင်းခုနှစ်ခုဆိုပေမဲ့ကျမအလုတ်လုံရင်နီနီဆက်ဆက်ရောက်ဖြစ်နေတာ၅ခုပေါ့မှာအဲ့စကန်တွေမှာတော့အမညမနေတဲ့မန်စီမြို့နာမည်တို့အမတို့မုံမောက်မြို့နယ်ရလူတွေတို့တွေ့နိုင်နေလေနော်နေဆက်မြင်းလေးချောင်းကိုကျမငင်းနေမိသည်လေးတောင်တရန်စကန်အမှတ်အသားလေးခုကိုလည်းစိုက်ကြည့်နေမိပါသည်ထို့နေရာများတွင်လူပေါင်းရာချီထောင်ချီခိုလုံနေကြလိမ့်မည်လေထို့သူများကိုအဆိုင်နာမည်ပါနေသည်ဟုတော့မျှော်လင့်ရသည် ျော်လင့်နေရပြီမျော်လင့်ချက်ကိုစုံကင်ထားနိုင်တာကတော့တောကဤသက်သာရပဲဒါကအင်တောင်းမှာစကန်ဒါကတော့ပါကတောင်စကန်အဲ့ပါကတောင်စကန်ကတော့မြို့နယ်အနီးဆုံးပေါ့ကျန်တဲ့စကန်တွေကတော့နေဆက်ကိုဖြတ်ပြီးတရုတ်ပြည်ကိုဖြတ်သွားပြီးမှမြမဘက်ချမ်းကိုပြောင်းဝင်ရတယ်ဒါကလနတ်စွချဒါကဘွန်စစ်ဟောတာကတော့ခါခဲစကန်အမှ နန်တွဲကြသည့်မြေပုံပေါ်တွင်ပေါ်ပန်ထိပ်ဖျားနှင့်တဏှရာချင်းကိုရွှေကစိတ်ရှည်လက်ရှိပြပြနေသည်ဆန်တွင်ညုံများကနဖူးပေါ်ဝေးဝိုင်းအင်းကြလျင်သပင်ကိုတက်တင်ရမင်းစိတ်ဝင်စားတော့သလိုပခုံးထက်ကိုလည်းဆန်တွင်များကကြော်လျက်ခွေလိုက်ကြနေသည်အင်းကြီးအဖြူအသားပြပြလက်ရှိနေကချက်လုံးကြီးမိုးပြာရံကိုတွဲဖက်ဝစ်စင်ထားသည်မျက်လုံးမျက်ပန်လှပုံကတော့အဆိုင်လိုပင်မြမအရွယ်ကချင်တိုင်းသူလေးကိုတွေ့မြင်ရခြင်းမို့ အလွမ်းကနိုးထချင်လာပါသည်အင်ခေါင်းပါပါကတောင်လနဲ့စွကြဘွန်စစ်ခါခဲထိုအမိများကိုစိတ်ထဲကလိုက်ပါရေရွတ်နေမိပါသည်စိတ်ထဲ၌ထထလဲလဲဆူတောင်းနေမိသည်မှာဒီမိဘုံပေါ်ဤတနေရာ၌အဆိုင်ရှိနေပါစေအဆိုင်ကိုကျမရှာတွေ့ပြီးသူကလည်းကျမကိုတွေ့ရပြီပဲဆိုပါစို့ပထမအံ့အားသင့်ရှာမိပြီးလျင်မြေ့ကြမြည် သူသည် စိတ်ခံစားမှုကိုကျမလိုဟန်ဆောင်ဖုံးကွယ်နိုင်သူမဟုတ် ကျွန်မကတော့တန်ယုံစင်ကိုပဲမမြင်လေဟန်ပြုခဲ့သူပါအဲ့နေရာတွေမှာရှိတဲ့သူတွေရောအဆင်ပြေပြေရှိကြရဲ့လားကုညီရဲ့အဖွဲ့ရောရှိနေမှာပေါ့နော်အဓိကကတော့ KIO က IRRC IDPS Refugee Relief Committee IRRC ဆိုတာရှိတယ်မရွှေစင်စကမ်းတွေမှာကုညီတဲ့အဖွဲ့အစည်းတွေနဲ့ကတော့ဗမာလူလူထုအလင်းကချင်နာမည်ဆို ဝမ်ပေါင်နေဟောင်ကျုံရဲ့ဂယုနာရဲ့ဆိုပြီးရှိတယ်နော်နောက်ပြီး bridge တို့ခွတ်တို့ကဒေတာ NGO တွေရှိတယ် INGO တချို့ကအကူအညီလည်းရတယ်ဟုတ်တယ်အခုတော့စနစ်တကျရှိလိုက်ပေါ့အမိုင်သူတို့တွေစပြီးခါစားရတော့ကတော့အဲ့ဒီလိုပဲဟုတ်မလဲနော်အဲ့ဒီစကမ်းတွေကိုတွိုင်းရင် လန်ကီယာကိုအဆင်ပြေသွားလို့ရရင်လားရွှေစင်နဲ့နန်တွဲကြတော့စကားဆန်နေသူကိုကျမငင်းနေမိပါသည်တိတ်ဆိတ်စွာ စိတ်ကတော့အလင်းနဲ့လွင့်ရွေပြေးနေမြင်အဆင်ပြေပါတယ်အမလမ်းကျန်းလာလို့အဆင်ပြေပါတယ်တနေရာတစ်မျိုးစီပေါ်လမ်းကျန်းမှာကဆိုင်ကနဲ့အကြာကြီးသွားတဲ့နေရာရှိသလိုမြစ်ကိုဖြတ်သွားတဲ့နေရာလည်းရှိတယ်တောင်ပေါ်ကိုထွက်သွားတဲ့နေရာလည်းရှိတယ်ခီးရွေကတော့အများဆုံး2နာရီခွဲ3နာရီကြာတဲ့ခီးလည်းရှိပါတယ်နန်းတွဲကြသည်တမမျက်နာကိုတလဲရွှေစင်းမျက်နာကိုတလဲကြည်လျက်အတန်ဝဲလေးကိုထိန်ငါထိန်ငါပြောနေပါသည်ရွှေစင်းကိုကြည့်စင်တော့ ပုံမှန်အပြုံးရိပ်ပါသောမျက်လုံးများကျမမျက်နာပေါ်အကြည့်ရောက်လင်းသောအရိပ်သည်အယောင်ပြောင်း၏စာနာသောအပြုံးရိပ်ဒီသို့ပင်ကျမခံစားရသည်မြေပုံလေးကိုစူးစိုက်ငင်းကြည့်တော့ကျမကျွမ်းဝင်သောနေရာဆို၍ဗမော်မူးမောက်သာပါလိသည် လွယ်ကြဲကိုလည်းမရောက်စဘူးကြားဘူးယုံကျမတို့သည်မြကြီးနားကိုတော့မန္တလေးမှတဆင့်ရထားဖြင့်ရောက်လာခဲ့ကြပါသည်မြကြီးနားဗမော်လန်းကိုသုံးပြီဆိုလျင်တော့တိထက်အဆင်ပိုများမည် ထို့ကြောင့်မင်းရွာကိုမဝင်ဝင်ရလဲအဆင်မပြေရွာသို့ရောက်ရန်ဆိုင်ကယ်နှင့်တဆင်သွားရအောင်မည်လက်ကသင်းများကိုဖြတ်ရသောလမ်းဖြစ်ကချောင်းလဲကျော်ရသည်သည်ခေကြီးကထောက်လာသည်မို့အိမ်ကိုအချောင်းတိုင်းအောင်သာကျနိုင်ခဲ့သည်အမဘလူလုံးတင်လဲအကြံပေးပါအောင်ညီမလေးရေကျမအတန်မှာကိုတိုင်းပင်မမတ်မိနိုင်တော့သလိုခရီးဝေးကိုဖြတ်လာတော့သူဤမောပန်နှွမ်းလျာတော့လေတမ်းမင်းနန်တွဲကြကအပိနှစ်သိမ့်ဟန်ပြုံးလိုက်ပါသည် ကျမဘက်ကတော့အမသာဆန္ဒရှင်လိုက်နိုင်မယ်ဆိုရင်ကုညီဖို့အတင်ပါပဲကျမတနည်းအားချင်းသွားသမျှအမလိုက်နိုင်တယ်မေးနိုင်ရှာနိုင်ပါတယ်ဟိုဘက်မှာတော့ဘာပြဿနာမှမရှိပါဘူးအမစိတ်ပူစရာလည်းမရှိဘူး KIA ထိန်းချုပ်နေပြီတော့ဟုတ်တယ်ဒါပေမဲ့အမသွားလို့လာလို့အဆင်ပြေပါတယ်ကျမလည်းပြီးမှအတူရှိနေမှာပဲလေသွားရင်တော့ဘယ်လမ်းကြောင်းကသွားဖြစ်မလဲအမဗမောကနေမြကြီးနားကိုလာရင်ကားလန့်လာဘူးတယ်မဟုတ်လားကျမကောင်းကျင်းလိုက်ပါသည် မိုးမောက်ထီတူတဲ့အမမိုးမောက်ကနေလွယ်ကြအောင်တက်တာတော့တလန်းဖြစ်သွားတာစလုံးတောင်နှမ်းကိုဖျက်ရတယ်လွယ်ကြကနေတရုတ်ပြည်နဲ့ဆက်ထီသွားတဲ့လမ်းပေါ့ကျမတို့ကလွယ်ကြအထီကားနဲ့သွားဟိုဘက်ကိုတော့ဆိုင်ကယ်နဲ့ဆက်သွားရင် မိုင်းကြရန်ကို15မိနစ်ဆိုရောက်ပါတယ်ဆိုင်ကယ်ကတော့ကယ်ရီတွေရှိတယ်ဘလို့လဲဆိုတော့အကြည့်ဖြင့်ရွှေစင်ကကျမကိုကြည့်နေပါသည်ထို့အခိုက်အတန့်တွင် ကျမအုံနောက်က မနေမနာအလုံများလျက် နန်တွဲချပြောသည့်နောက်သို့လူကိုယ်တိုင်လိုက်ပါနေသည်လို့တွေ့ရသည်မရောက်ဘူးသောမြေအစိမ့်သက်သက်နေမည်ဘယ်နေရာမှာရှိမှန်းမင်းမျက်လုံးနဲ့ပေါ်အောင်မဖော်နိုင်သေးသည့်ဒုက္ခသည်စခန်းများရှေခကြီးကဘာတခုမှမရေရာကူမြင်မီဆိုသည့်မိတ်ဆွေတဦးပေါ်ပေါက်လာခြင်းကပင်ကံကြမ္မာကမျက်နှာသာပေးလေသည်ဟုဆိုပါစို့ခကြီးကတော့စပြစ်လင်မင်းရှေ့မှာဘလို့အရာများစောင့်ကြနေမည်နီဘလို့မြင်ကွင်းများကျမ၏စိတ်ကို ထိခိုက်ပြိုလဲစေမည်နီ မန်စီမြို့နယ်ကမို့အဲ့ဒီနေရာတွေတော့တွေ့နိုင်နေပဲထားအကယ်၍အဆိုင်ကိုမတွေ့ပဲပြန်လာရပြီဆိုပါစို့နောက်ထပ်နေရာတွေနေရာများစွာတွေစီရှောက်ဖွေရရင်တမမစိတ်ကုံအားရှိနိုင်ပါတော့မလားစိတ်ကပြိုလဲနှင်လင်မလားတွေ့အောင်ရှာပါမည်ဟုအဖေကိုကတိပေးထားခဲ့ပြီအဆိုင်မိခင်ကိုလည်းနှင့်သိမ့်ခဲ့ပြီပဝင်းချင်းကိုလည်းဒီတို့ပင်ဆိုထားခဲ့သည် မရေရသောအနာကကိုတတ်မတွက်ခဲ့ဘူးမဟုတ်ဒီလိုအထက်ကြိုပြောခြင်းမှာ ကျမ၏စိတ်ကိုထူမှန်စေရကြောင်းပဲဘလို့ဥပမာပေးရပါဘင်းအောင်ဖောင်ပြဆိုသလိုပေါ့သို့သောဘင်းအောင်နေရာဝင်ရတော့ကျမမှာတော့မောလာပြီပြီတပ်ပြင်းကိုရှိုင်းပြီးတော့ရွှေစင်က ကျမလက်များကိုဖိအုပ်ဆုပ်ကန်လိုက်ပါသည်အမဘက်ကပဲစဉ်းစားဖို့လိုတော့တာအမလိုက်နိုင်ရင် ကျမကတော့ခေါ်သွားပြီးဖို့အစင်းသင့်ပါပဲမက်ရွှေစင်ဆိုတာကျမအမရဲ့ငွေတငွေချင်းမိသားစုလိုပဲလေနော် ကျမဖြစ်အောင်ကူညီရမှာပေါ့ကဲ okay. ဘလူလင်းတွင်ဒီတစ်ချိန်တော့ရွှေစင်ကနှောက်မှဖွင့်၍မေးသည်ကျမသည်ခေါင်းငုံငိမ်သက်နေရမှအိမ်မက်ကရုပ်ချီးနိုးထလာသည်လို့စက္ကနေဖြစ်သွားသည်တပ်ပြင်းကိုတကြုံဆိုင်မိသည်စိတ်ကိုတင်းသည် သူတို့ကိုအာယူမော့ကြည့်မိသည်ထို့နောက်ခေါင်းကိုအသာအယာညှိပြလိုက်ပါသည် ဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်။အပိုင်းခုနှစ်ကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။ကချင်ပြည်နယ်ကနမ်မယ်ရီအတွက်စာဖတ်သူအတန်အတွက်ကိုတိတိကျကျမသိရမှုအမှားပါခဲ့လို့ရှင်လေ။နားလည်ပြီးဖို့မြေတားရက်ခံပေးရစေရှင်။